စတြေးလျနိုင်ငံနဲ့ပပူအာနယူဂီနီနိုင်ငံတို့ဟာသမိုင်းဝင်ကာကွယ်သဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီသဘောတူညီချက်အရတနိုင်ငံကအတိုက်ခိုက်ခံရရင်နောက်တနိုင်ငံကအကောက်အကဲပေးဖို့သဘောတူညီမှုဖြစ်ပါတယ်။ဒီကာကွယ်စာချုပ်ဟာနှစ်ပေါင်း80ကျော်အတွင်းအော်စတြေးလျရဲ့ပထမဆုံးအကြီးကာကွယ်စာချုပ်ဖြစ်ပြီး တောင်ပစိဖိတ်ဒေတာမှာတရုတ်ရဲ့ဩဆောင်လက်မှုမှုကိုတံပြန်မှုကြီးရတယ်လို့ရှုမြင်ကြပါတယ်။ပေါ်ပတ်စာချုပ်လို့ခေါ်တဲ့ဒီသဘောတူညီချက်ဟာဩစတြေးလျနိုင်ငံရဲ့ကိုလိုနီဟောင်းဖြစ်ခဲ့တဲ့ပါပူအာနယူကီနီနိုင်ငံအတွက်ပထမဆုံးချိန်ချုပ်ဆိုတဲ့စာချုပ်အမျိုးအစားဖြစ်ပါတယ်။ဒီသဘောတူစာချုပ်အရပါပူအာနယူကီနီနိုင်ငံသားတထောင်ထိဩစတြေးလျကာကွယ်တပ်ဖွဲ့မှတာဝန်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီနေ့မှာပောက်ပစာချုပ်ဖြစ်တဲ့ပပူအာနီယူကီနီအော်စတြေးလျအပြန်လန်ကာကွယ်စာချုပ်ကိုလက်မှတ်ရေးထိုးခြင်းအပြင်ကျွန်တော်ရဲ့အနာဂတ်ကိုအတူတကလုံခြုံအောင်ပုံဖော်တိဆောက်သွားဖို့ကတိပြုလိုက်တာပါပဲလို့အော်စတြေးလျဝန်ကြီးချုပ်အယ်ဘာနီစ်ကပြောဆိုပါတယ်အပနိစကနှစ်နိုင်ငံစလုံးဟာဒီစာချုပ်ကိုထိခိုက်စေနိုင်တဲ့ဘလို့လုံးရမျိုးကိုမှမလုံဆောင်ဘူးဒါမှမဟုတ်ဘလို့သဘောတူညီချက်မျိုးကိုမှလက်မှတ်မရေးထိုးဖို့သဘောတူညီခဲ့ကြတယ်လို့ပြောပါရယ် ပပူအာနယူကီနီဝင်ကြီးချုပ်ဂျိမ်းစ်မာရာပေကတော့ဒီစာချုပ်ဟာရန်သူရှာတဲ့စာချုပ်မဟုတ်ဘူးလို့ဆိုတာကိုတော့အလေးပေးပြောကြားခဲ့ပါတယ်။ဒီအစီအစဉ်နဲ့ပတ်သက်ပြီးတရုတ်နိုင်ငံကိုပွန့်ပွဲလင်းလင်းအသိပေးထားပြီးဖြစ်တယ်လို့သူကပြောပါတယ်။ဒါကကျွန်တော်တို့နိုင်ငံနှစ်နိုင်ငံအတွက်သမိုင်းဝင်မှတ်တိုင်တစ်ခုပါ ဒီစာချုပ်ဟာပထဝီနိုင်ငံရေးကြောင့်ဒါမှမဟုတ်တခြားဘယ်အကြောင်းကြောင့်လည်းဖြစ်ပေါ်လာတာမဟုတ်ဘဲဒီနှစ်နိုင်ငံရဲ့ပထဝီအနေအထားတမိုင်းကြောင့်နဲ့အိမ်နီးချင်းဆိုတဲ့အတူတကွမျှဝေနေထိုင်ရေးထာဝရအမှန်တရားတွေကြောင့်သာဖြစ်ပေါ်လာတာပါလို့ပပူအာနယူကီနီဝန်ကြီးချုပ်ဂျိမ်းစ်မာရာဘေကပြောဆိုခဲ့တာပါဩစတြေးလျအစိုးရဟာဒေသတွေမှာတရုတ်ရဲ့မဟာဗျူဟာရီမန်းချက်တွေပေါ်စိုးရိမ်ပူပန်မှုတွေတိုးပွားလာနေချိန်မှာ အခုလိုပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့သဘောတူညီချက်တွေရရှိဖို့တက်တက်ကြွကြွကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်ရှင်။ဩစတြေးလျနိုင်ငံကယ်ကောလီမြို့မှာတပတ်ကြာကျင်းပတဲ့ Red Death Revival ရှီဟောင်းကားပြိုင်ပွဲဟာ လွန်ခဲ့တဲ့နှစ်ပေါင်းတရာကပါကိုလီလီကမှာကျင်းပခဲ့တဲ့ကားပြိုင်ပွဲတွေကိုပြန်လည်အသက်သွင်းကျင်းပတာဖြစ်လို့ကားချစ်သူထောင်ပေါင်းများစွာကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။အစဉ်လာရအမျိုးသားတွေရဲ့ပွဲတည်တံ့ဖြစ်ခဲ့ပေမဲ့အခုတော့ပြောင်းလဲလာပါပြီ။ဒီမှာတခြားမျိုးသမီးတွေကိုတွေ့ရတာဝမ်းသာစရာပါ။ကျမကအစ်စ်ပါ။ဒီဇင်ဘာလကမှစိုက်ကယ်လိုင်စင်ရတာပါ။မြင်းနီလမ်းပေါ်မှာစီးတာဒါပထမဆုံးချိန်ပဲလို့အမျိုးသမီးတူကပြောပါရယ်။ သူ့ရဲ့ခင်မွန်းကဆက်ပြင်စရာတယောက်ဖြစ်ပြီးသူတို့နှစ်ယောက်ဆိုင်ကယ်တစီးကိုအတူတူပြန်ပြင်ခဲ့ကြပါတယ်။သူ့အဖေကကယ်ကော်လီမှာမွေးခဲ့တာမို့ဒီပွဲကိုလာရောက်တာကအိမ်ပြန်ရောက်တယ်လို့မျိုးပါပဲ။အဖေကတငယ်ချင်းတွေနဲ့အတူတူစနေတနင်္ဂနွေမှာဒီကိုလာပြီးပျော်ခဲ့ပူတယ်။အဖေကိုဂုဏ်ပြုတဲ့အနေနဲ့ဒီကိုလာခဲ့တာပါလို့သူကပြောပါတယ်။ဒီပွဲမှာမိသားစုလိုက်ပါဝင်ကြတာတွေလည်းရှိပါတယ်။ ကယ်ဂေါ်လီမြို့မှာမာရီဝူခါ1990ပြည့်လွန်နှစ်တွေကလေးကဒီပွဲမှာပါခဲ့ပြီးသူ့သမီးနဲ့အတူဝါသနာကိုမျှဝေခန်းဆားနေပါတယ်။သူကမိတ်ဆွေတဦးစီကငှားလာတဲ့1928ခုနှစ်ထုတ် Austin 7ကားကိုမောင်းနှင်ခဲ့ပါတယ်။1934ခုနှစ်ကမူလလမ်းနေရာမှာပဲကားတွေနဲ့ဆိုင်ကယ်တွေပြိုင်နာကိုကမ္ဘာပေါ်မှာဒီတနေရာထဲမှာပဲမြင်ရနိုင်ပါတယ်။လမ်းကြောင်းကအခုထိအရင်တိုင်းမှာပဲအခုထိရွှွန်နီမြေရွှွန်စေးမြေပဲလို့ ပွဲစဉ်စဉ်တူတူကပြောပါတယ်။ဒါပေမဲ့အရာအလုံးဟာအစီအစဉ်တိုင်းဖြစ်မလာပါဘူး။ပြင်တဲ့နေရာရောက်တော့စတီယာရင်ပြုတ်သွားတယ်။ဒီမှာဘိန်းနဲ့ဒီမှာကတော့ကျွန်တော်အတွက်ပြင်ပေးနေကြတဲ့အဖွဲပါ။အဆိုးဆုံးကတော့ကျွန်တော်ကားငှလာတာပါဗျာလို့ပြိုင်ပွဲဝင်တူကရဲမော်ရင်ပြောပါတယ်။ကံကောင်းစွာပဲဆက်ပြင်းကြွန့်ကျင်သူတွေအများကြီးရှိနေပါတယ်။အနည်းဆုံးတော့နောက်ထပ်ပြိုင်ပွဲပြီးဆုံးတဲ့အထိပေါ်လို့ပြောပါရရှင်။ ကမ္ဘာအမြင့်ဆုံးအေဗရက်တောင်ကြီးမှာယာနဲ့ချီတဲ့တောင်တက်သမားတွေပြိမိနေတာကြောင့်ကင်ဆာရေးလုပ်ငန်းတွေအလီမြန်လှုပ်ဆောင်နေရပါတယ်။အေဗရက်တောင်ရဲ့တိဘက်အရှိတ်ဆောင်မှာဆိုးရွားတဲ့စီးနင်းမုန်တိုင်းကြာရောက်ခဲ့လို့တောင်တက်သမားတထောင်နီးပါးပြိမိနေကြပါတယ်။အခြေအနေကအရေးပေါ်ဖြစ်နေပြီးအားလုံးဝိုင်းဝန်းကူညီနေကြပါတယ်။အေးလွန်ခဲ့တာနဲ့နှင်းတွေအများပြားကြာရောက်နေတာကြောင့်ဒေသခံယာသားတွေနဲ့ကင်ဆာရေးဖွဲ့တွေဟာအခြေအနေအမျှကြိုးပမ်းကင်ဆာနေရပါတယ်။အေဝရက်တောင်ကိုတက်ရောက်ခဲ့ဘူးတဲ့ တောင်တက်တင်းနေနီးပြအဲလန်အာနကာအဲ့ဒီလူတွေကိုကယ်ဆယ်ဖို့ဆိုတာလူအင်အားများကြီးလိုအပ်တဲ့လုပ်ငန်းကြီးတစ်ခုပါလို့ပြောပါရယ်။တချို့လူတွေကိုကယ်ဆယ်နိုင်ခဲ့ပေမဲ့အများပြားကတော့ပေ16000အမြင့်မှာပြိမိနေကြတုံးပဲလို့သိရပါရယ်။တောင်တက်သမားချန်ကူရွှန်းဟာလွတ်မြောက်ခဲ့ပေမဲ့သူ့အဖွဲ့တွေကသူတချို့ကတော့ခန္ဓာကိုယ်အပူချိန်ကျဆင်းမှုကနေ ပြန်လည်တက်တာဖို့ကြိုးစားနေကြပါရယ်။မမျောလင့်ပဲကြားခဲ့တဲ့နှင်းမုံတိုင်းကအရန်ကြောက်စရာကောင်းနေ ပြည့်စည်လက်တာကြောင့်စခန်းကိုမိုးကြိုးထိမှန်ပြီးတိဆုံးမှာကိုစိုးရင်ခဲ့တယ်လို့လဲခြံကူရွှမ်းကပြောကြားခဲ့ပါတယ်တောက်ကြာနေညနေနဲ့စနေနေ့တို့မှာနှင်းတွေကျပြီးမိုးသည်ထန်စွာရွာသွန်းခဲ့ကအိနီချင်းနီပေါ်နိုင်ငံမှာလည်းမိုးကြီးရေရှမ်းမှုတွေဖြစ်ခဲ့ပါတယ်။တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရရေပြိုမှုတွေနဲ့ရုတ်တရက်ရေကြီးမှုတွေကြောင့်အနည်းဆုံးလူ44ဦးသေဆုံးခဲ့ပါတယ်။ပုံမှန်ကတော့ဒီအချိန်မျိုးမှာ ဒီလိုကြီးမားတဲ့တဘာဝဘေးအန္တရာယ်မျိုးအထူးသဖြင့်ဒီလောက်ပြင်းထန်တဲ့စီးနှင်းမုန်တိုင်းမျိုးမဖြစ်ဘူးပါဘူး။ဒါပေမဲ့အေဗရတ်တောင်ကိုတက်မယ်ဆိုရင်အရာရာတိုင်းအတွက်ကြိုတင်ပြင်ဆင်ထားရမယ်လို့အယ်လန်အာနက်ကပြောကြားခဲ့ပါတယ်ရှင်။